ါရှင်လာရိတ်ပြရဲ့ healthy recipes အစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။အင်းဒီရင်ကဒီမှာပုံသက်စီပေါင်းသက်စီနဲ့ဓာတ်မြေဩဇာတွေရဲ့ဓာတ်တွင်းတွေပါနေတတ်ပါတယ်။ဒီဓာတ်တွေကခန္ဓာကိုယ်ရဲ့ကျန်းမာရေးကိုစိုးဝါးစွာထိခိုက်စေတတ်ပါတယ်။အရင်ဆုံးသန့်စင်အောင်ရေဆေးထားတဲ့ဟင်းသီးရင်ရွက်တွေကိုရေသလိတကိုစပွဲစွန်းတစွမ်းနှုံနဲ့ဖြော်ထားတဲ့ဘိတ်ကင်းဆိုဒါရေးစိမ်ပါမယ်။ စားတောက်ကနေဒီခန္ဓာကိုယ်ထဲကိုဝင်လာတဲ့အစိတ်တောက်တွေနဲ့ဘေးဖြစ်စေတဲ့ဓာတ်တွေကိုအသိနဲ့ကြောက်ကက်ကခြေဖြတ်ဆွထုတ်ပေးရပါတယ်။ပမာဏနေတဲ့အစိတ်တောက်တွေကိုနေ့စဉ်ရက်ဆက်စားမိနေရင်အသိနဲ့ကြောက်ကက်မှာစုပုံလာပြီးတော့ကျန်းမာရေးပြဿနာတွေဖြစ်တတ်ပါတယ်။အသိနဲ့ကြောက်ကက်ကိုဝန်မပြရလေအောင်ကိုချက်မဲ့ဟင်းသီးရွယ်ငရုတ်ကြက်သွန်တွေကိုစနစ်တကျဆေးကြောရပါမယ်။နိုင်ဝက်ပြင်းစောရာကြီးတွေကိုတုံထုတ်ပြီးတော့ပြောင်းအောင်ဆေးချပြီးတော့မှရေအသန်းနဲ့15မိနစ်ထပ်စိမ်ပါမယ်။ မြုပ်ဒီအစိမစာအိမ်နဲ့ဦးလန်းချောင်းကိုဒုက္ခပေးတယ်လက်တင်တက်နဲ့ကစေးစင်တက်တွေပါနေလို့ဖဲထုတ်ပြီးတော့မှပြီးချာစိမ်ပါမယ်ကစေးစင်တက်ဟာခန္ဓာကိုယ်ရဲ့ရောက်လာတဲ့အခါမှာအပူအဆက်နဲ့နာကျင်မှုကိုခံစားစေရတတ်တဲ့နေရာတွေမှာအဓိကရှိတဲ့အာယုံခံပရိုတင်းတွေနဲ့တက်ပြူပြီးပူဆက်တဲ့အရာသာကိုခံစားရစေပါတယ်ကင်ဆာဆေးသွင်းကုသမှုခံယူနေရတဲ့သူတွေဟာဆေးရဲ့သဘာဝကြောင့်ခန္ဓာကိုယ်ကပူလောင်နေလို့ခံစားနေရတတ်ပါတယ် ကပ်ဆေးစင်ကဒီလက္ခဏာတွေကိုပုံမပြင်းထန်စေလို့ငရုတ်သီးအဆီကိုရှောင်သင့်ပါတယ်။နောက်ထပ် healthy recipes နည်းလမ်းလေးတွေမျှဝေအောင်မှာမို့လို့လာရိတ်ပြာကို follow လေးလုပ်ပေးခဲ့ပါအောင်နော်။ကျေးဇူးများကြီးတင်ပါတယ်။